င်သေးတာပြီးကြည့်ပေးပါတကယ်တကယ်ဆိုဗီဒီယိုနည်းနည်းသူပြင်းဝင်လာပြီး writer လေးပဲ mic ပေါ့ဖို့ပဲလိုတာ character ရဲ့ ultimate တွေကြားထဲမှာဖက်ကနေဝင်တဲ့ခြေရည်မှာကျဲထားတာ writer is mic ကသူပေါက်ထားနိုင်တယ်ဆိုတော့ဖက်က always kaiser နားမှာတရားထဲတော့ကြုံနေခဲ့တယ်ဒါ flow မောင်းအထောက်မှာတက်ပြီးတော့ပေးရရရင်လည်း hero hero line ရဲ့လေးရတော့အရင်အဲ့လိုပုံမှန်ပွဲမှာ tournament တွေမှာမြင်ရတဲ့ကောင်တွေမျိုးတော့အများကြီးတော့မတွေ့ရသေးဘူးဆိုပေမဲ့ဒါ jungle ပစ်လေးတော့တော်တော်လေးသဘောကျတယ် ရန်ကုန်လပင်လေးမှာဆိုလို့ရှိရင်လည်းခိုင်စမှုစားရှိလိုမျိုးရှိရနေကောင်းကိုကိုနဲ့ကိုနဲ့နိုင်လို့ရတယ်ကောင်းကျွေးပွဲတွေလည်းအများကြီးခံနေကောင်းဆိုတော့ဟောကြပါ guys ကျွန်တော် game number 1လေးက sorry ဘာလို့1ပွဲလေးကတော့စတင်နေဖြစ်ပါရဲ့ရှင်ဒီနေ့ဖတ်မှာဆိုလို့ရှိရင်လည်းဒါ OSP ဖတ်မှာဆိုလို့ရှိရင်လည်း NGH တို့ရဲ့ဒါ play off မတက်ခင်တို့အဆုံးပြတ်ပေးမဲ့ပွဲတွေလည်းဖြစ်ပါတယ် Okay အဲ့တော့ okay ခဏလေးနော် again in game လေးတစ်ချက်လောက်ကြည့်ရင်းနဲ့ဖတ်မှာဆိုလို့ရှိရင် Kaiser prism ကနေစထားတယ်လို့ထင်တယ်။ဖမ်းမှာတော့ဒါ azuri golden ။ဟုတ်တယ် azuri ကနေရောစထားတယ်ပေါ့နော်။ဒါ jungle မင်းမဆိုလို့ရှိရင်တော့ alibi ကိုဒါ garuda လပူလပူတွဲလုံးလေးထုတ်ထားပြီးရမှာ။ဖက်ကဒါ gnu osb ကတော့ဒါ avogadro 2ရဲ့ princess frodia ဝယ်မင်းလေးမှထွက်လာတယ်။ဒါထပ်မပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လဲ the check ပြန်ဖန်လိုက်မှာဒါကျွန်တော်ဒီနောက်ကနေကြည်ပေးနေရဲဆိုရင်တော့ဘာလို့ရှောက်တော့တို့ဒါမိတ်ကနေလဘူးလဘူးကတော့ရုံးပြီးတော့သွားတော့သွားပေးနေပြီပေါ့နော်ဒါပေါ်က clash lane ကိုပြန်ပြီးကြည်မှာဆိုရှင်လဲအာမိတ်ကဟိုမိုအနေနဲ့ clash lane ဘက်ကိုသွားပြီးတော့အဲနောက်ကနေကြည်ပေးနေရတော့တွေ့တော့တွေ့ရတယ်နောက်မှာဆိုရှင်လဲ flow mode ဆို2 1တော့သွားဖြစ်နေအစောပိုင်းမှာဆိုရှင်ကန်ဒီပုံမှန်ကဒါ clash lane ကိုအများကြီး pressure ပေးရတယ်မှာတော့မပါဘူးပေါ့နော်အမှန်လဲအခုကြည်ရတဲ့လောက်ကတော့ဒါ အာလီပိုင်းနေရာ2ရောက်လောက်ကမတော်ဘူးတော့စဉ်းသုံးသွားတယ်ပြန်မိကတစ်ချက်အသောပိုင်းရရှိတယ်ဆမ်မီယွန်နေနဲ့ဒါမိတ်လေးပါတစ်ချက်လာကြည့်ထားပြရတော့ရှိတယ်ပေါ့နော်အဲ့တော့ဒါမာလင်နေနဲ့သူ့ရဲ့လိန်းမှာတစ်ချက်ထားခဲ့ပြီးတော့ပဲမိတ်ကိုပြန်လာကြည့်ပေးနေရင်အသောပိုင်းသူတို့ sorry please တိုင်းကတော့ကနေကြည့်ရတာကတော့ family ကိုတော့လုံးဝ pressure မပေးဘဲနဲ့နောက်ကနေတဘက်ကလောက်ပဲပေးဒီကနေမီနီယမ်မာရီရှင်းနေပဲလုံးဝ risk ယူပြီးဆော့ထားတဲ့ပုံမျိုးတော့မတွေ့သေးဘူးပေါ့နော် okay ကဲအဲ့တော့ဒါဂျန်ဂလာနှစ်ယောက်ကတော့ level 4ကြီးတော့စရစလာပြီ brown တော့မယ်ဆိုတဲ့အချိန်မှာတော့ server နေနဲ့တော့တို့ clash lane မှာကိုတော့ရောက်သွားတယ်အဲ့အချိန်မှာတော့တစ်ဖက်ကဒါခိုင်အနေနဲ့ကတော့ mid မှာတစ်ဖက်နောက်ထပ် chase ball ဒီ version နေနဲ့ lane မှာတစ်ချက် roam မယုံမထင်ပါရဲပုံမှန်တော့ gani ကို defend lane မှာနည်းနည်း pressure များလာပြီဆိုလို့ရှိရင်တော့ဂျန်ဂလာနေနဲ့တို့ fan lane ကိုစပြီးတော့အဲ့လို roam မေးတဲ့ပုံစံမျိုးနဲ့တော့လာကြည့်ကြတယ်အခုကလုံးဝနှစ်သင်းလုံးလေ game တော့မသွားဘူးလားမသိဘူးလုံးဝဒီ ဖန်လင်းကိုတော့အငိမ်ပဲစော့တာဖက်ကဒီ NGAs ကတော့မလင်းရဂရုတာလေးရနည်းလေးလမ်းနည်းနည်းရှောက်တယ်ပဲပြောရမယ်သူကတော့လမ်းတော်ရှောက်တယ်ဒီဘက်ကဓမ္မလင်းလည်းဒါမင်းနဲ့ဖန်ဘက်ကိုတော်တော်လေးသွားကြည့်ပေးနေကြအဘိုကားကတော့သူ့ရဲ့ပထမဆုံးချိန်နေနဲ့ဖန်လင်းဘက်ကိုတော့လာပြီးတော့စပြီးတော့ roaming ဒီဖက်ကတော့ jungler အင်း jungler လေးနည်းနည်းတော့ကြားမလားတော့ pressure လေးကိုပေးတော့ပေးကြည့်ရမယ်နှစ်သင်းစလုံးကအာလုံးဝဖုတ်တမ်းမေးတော့ပဲတစ်ချက်တစ်ချက်ဝင်ပေးပြီးတော့ပဲလုံးဝလုံးဝအငြိမ်စော့တာဗျ မဘူးမဘူးမအဲ့လိုမလာသေးဘူးမင်းမလို့ကျင်းဆက်ပြီးရောနေတဲ့ဒါလွင်ပြီးတော့မှတောင်းရခံမှာကျမကာရီတာနောက်ကနေ ultimate တွေဖွင့်ထားပြီးနေရတယ်ပြေးလို့မရတော့တဲ့သုံးပါတော့ first leg ကိုတော့တစ်ခါကမူဆာရှိလမ်းကြောင်းမှားသွားတဲ့တစ်ချက်လေးမှတော့ပေးလိုက်ရတယ် OSP နေနဲ့လည်းဖြစ်ချင်တော့နားမှာ၄ယောက်လောက်ကရှိနေတဲ့ခါကျတော့တကယ်ဘယ် RDY ပြေးပေါက်ကတော့မကြလိုက်ဘူးအဲ့တော့ first leg ကိုတော့တစ်ခါကတော့ OSP နေနဲ့ပဲရရှိထားပြီးမှဒါ3မိနစ်ကတော့စပြီးကြော်လာခဲ့ဖြစ်ပါတယ်ကျတော့ဒီစပီယံပြန်ပြီးတော့မှဒါပြန်ရှင်လာတဲ့ခါကျအခါကျတော့ အခါကျလို့ရှိရင်တော့သိကြပါရဲဒီမှာစက်ကျ40ကျော်တော့ကျန်သေးရေပေါ့နော်အဲ့တော့ဒါမသိသိမကြခင်4 minute time မှာ overload retirement နေကြတော့မယ်ဆိုတော့ဒီ overload retirement ဖတ်တဲ့အတွက်တော့ပြန်ပြီး radio ဖြစ်နေပြီအာ maybe စက်ကန်30ဆိုတော့မှီတော့မှီတော့ပါရဲ mic ကအားလုံးကဆိုလို့ရှိရင်တော့ဒါကန်ဒီရိုးရဲ့ HK ထုံးစံရတော့အစောပိုင်းပေါ်တဲ့ ဒါ objective တွေမှာဆိုလို့ရှိရင်ယနေ့ကတော့ဒါ tyrant objective 5တွေကိုပို့ပြီးတော့သဘောကျတယ်။ဒီကတော့ဒါအားလိုက်ပိုင်းမှာတစ်ဖက်ကဒါ vanguard တွေကလည်းအာတစ်ခေါင်းစီ quant 180ဆိုတော့အဲ့ဟာဆိုလို့ရှိရင်ယနေ့က damage ပို့ပေးတဲ့ဒါမျိုးတွေသဘောကျတယ်ပေါ့နော်။အဲ့တော့ဒါ tyrant 5လေးကိုတော့ရန်တော့မျောနေပြီ။5 second ဆိုတော့တိတ်မကြံခင် first tyrant ကတော့စပြီးပေါ်လာတော့မှနားမသတင်းလုံးလည်းရှိရင်မာလင်ကတော့ဒါ vision တွေပါလာကြည့်ပေးနေတဲ့ဖက်ကလည်းစပြီးရိုက်နေတာတော့ခိုင်းကြ။ ဒီ pressure စပေးနေဒီမှာလဘူးလဘူးကြရတာအကုန်ရှိရပြဝင်ပြီးတော့ပဲဒါအော်တိမိတ်ဝင်ပေါ့မလားဒီခရိုက်စားအော်တိကြာလာမင်းကလည်းကြရတာနောက်ဆုံးပေးထားတဲ့အော်တိမိတ်ကြားထဲမှာတော့ဒါ even the warrior form ဝင်ရရင်လည်းပဲခရိုက်စားနောက်ထပ်နောက်ကနေလျံဘော့တကောင်ကပေးရရင်လည်းသူရတော်လေးကိုကိုင်းနေရ NG ဆိုပေမဲ့တကယ်တကယ်တော့နှစ်ကောင်ပေးရရတစ်ခါက OSB ပြန်ဝင်နေဆိုတော့ဒီမှာ flow won't pitch channel ပဲအမလဘူးလဘူးတကောင်ထပ်ပြီးပါသွားပြန်ပြီဗျနောက်ကလည်း LCO ultimate ပေးထားတဲ့တစ်ချက်မှာတော့ဒါတောက်ချောက်သူတို့ပဲ chance အနေနဲ့ပြန်ပြီးတော့ fallback ခဲ့ရပြီးတော့သူတို့ objective အခုနဲ့လုံးဝ hero နှစ်ကောင်လောက်ထိအားလေးမှာ try လိုက်ရတယ်။ကန်နီကတော့ objective ရပြီးတော့နှစ်ယောက်လောက်ပေးလိုက်ရတာတော့တိတ်တော့သဘောတော့မကျဘူးပေါ့နော်။2 1 try လိုက်ရတာဒါပေမဲ့တစ်ဖက်မှာလဘူးလဘူးဖြစ်နေတဲ့ချိန်သူတို့ကပေးလိုက်ရတာကလည်းတရန်ဂလာပါပါနေတဲ့ခါကျတော့ရန်တော့မိုက်သွားတော့တယ်မှာတော့မပါဘူး။ဒါပေမဲ့လည်းဒါအားလေးသူ time fight တော့ပြီးသွားပြီဆိုတော့ overload နာမှာတော့ပြင်လာပြီးတော့ချိန်ပေးနေ။ဒီကတော့ကန်နီပုံမှန်ဆိုလို့ရှိရင် time မရလိုက်တဲ့အသင်းကဒါ overload လာပြီးတော့မှ roaming ယူတတ်တဲ့ အဲအဲ့လိုပုံစံလေးမှရှိတယ်ပေါ့နော်ဒါပေမဲ့လည်းဒါဆက်က NGS အနေနဲ့တို့ပိုင်းတို့ပဲဒါဂျန်ငယ်လည်းပြန်ဝင်သွားတယ်ဒေညာကဒါ overload ကိုလည်းအများကြီးလာရောကြည့်မယ်ပုံတော့မပေါ်သေးဘူးဗျ Okay နော် Okay မှာပါ Okay ဒါကတော့ loss in network လေးဖြစ်ပါတယ် network ကချင်းဒီကောင်းလာလို့မေးလို့ရှိရင်တော့လေတစ်ဖက်က အာ chest 3.5မှာ let's you 3.6ကြီးနဲ့လို့တို့ပဲတို့တွေဒါအားလုံးက first item အာအကြီးတော့မထွက်သေးဘူး garuda ကတော့ frozen bread တွေပါပြီးတော့ပြီးသွားပြီဗျ okay first item အကြီးကြီးပြီးသွားတယ်လို့လည်းရှိတယ်ဒီကတော့ဒီပဲတကယ်တကယ်သွန်အဖတ်တဲ့ပြီးသွားတဲ့အချိန်မှာ network ပုံများနေရ engine ဖြစ်နေရ okay brain the winner ဒီကကြားတော့မတစ်ချက်လာဝင်နိုင်မှာ brain the pro ပေးလိုက်ရပြီနောက်ကလည်း slow bread တွေကြားတော့မလိုက်ရိုက်နေပဲကာရီတာ ပြောကတဲ့ကြောင်ပြန်ပြီးတော့ trade ကြီးတော့ယူထားပါသေးရဲ့မပြီးသေးဘူးဘေးကနေပဲ7ရောတာအကောင်းဆုံးခွေရင်တစ်ခုကိုစောင့်မျှော်နေရင်းနဲ့တွေ့ရတာကတော့လေယံပိုဗျအဲအဲ့တော့ဘေးကနေပဲနောက်ကပေးထားတဲ့ damage တွေနဲ့တူတူနောက်ထပ်ဟက်လူထက်ကောင်းရင်ထပ်ပြီးတော့မရှင်တော့ဘူးနောက်ကိုပြန်ပြီး forward ထားရင်းနဲ့သူတို့ position ပြန်ပြီးတော့ချအောင်ပါဗျာမြင်အော် Okay အဲ့တော့အခု load တဲ့အလုံးမြင်တဲ့တိုင်းပါတော့နော် gang new ဆိုလို့ရှိရင်ဒါ OSP ဘက်ကနေ network က16.1 G နဲ့တူတူဖက်က NGS ကတော့ ဒါ 18k လောက်ထိဖြစ်နေပြီဆိုတော့ number 2k လောက်กว่า number 2k ဆိုရအားလေ item တစ်ခွက်စာအကွာပေါ့နော် post site လောက်ကနေရအရင်ဝဲလို့မျိုးဟိုကကြည့်လို့မရအောင် item နေကြည့်လို့မရအောင် okay အဲ့တော့အခုလက်ရှိမှာ hiyuki ကလည်း33ဖြစ်နေပြီ battery ကလည်းနိုင်လို့လို့မနိုင်လို့နဲ့တကယ်တကယ်တော့ battery လေးမှာတာဝါရဲ့တစ်ချက်တစ်ချက်ဆိုလို့ရှိရင်တော့ ngs ကတော့ဆောနာ battery မှာတော့တာထားတာတော့ရှိတယ်အဲ့တော့ဟိုမှာဂျားရတစ်ဖြတ်မိလိမ့်မှာ ဖီယိုကင်းရောပြန်ပြီးတော့ trade ထားလိုက်ရတဲ့ပုံစံမျိုးပဲဗျ။အနားမှာ overload ကိုစားပြီးတော့စိတ်ခင်းနေနေရကတော့ဒါ number 8 Kaiser နောက်ကလည်း Garuda ultimate ကြားထဲမှာတော့ Kaiser သူ Mike မှန်အောင်တော့ပေါက်သွားခဲ့တယ်ဗျ။အဲ့တော့နောက်မှရှိနေ Ojedit တစ်ခုကိုထပ်မံတင်ပိုက်လိုက်နေတယ်ပထမဆုံးဒါ Ojedit နှစ်ခုလုံးကိုတော့ OSC ဘက်ကနေတင်ထားတယ်။ Ojedit ရပြီးတဲ့အချိန်မှာလဲဒါလိန်ကိုမပြန်ပြီးတော့ရှင်းနေနေတယ်တကယ်တကယ်တော့အာဒါ အော်ဂျက်တွေဖိုက်လဲတာပါအော်ဂျက်တွေလည်းကြောက်ထားပြီဆိုရင်ထင်ပါတော့ဒါလိန်လေးကိုပြန်ပြီးကွန်ထရိုးနိုင်မှာဆိုလို့ရှိရင် OSB ကအသောပိုင်းဆိုလို့ရှိရင်တော့ဒါဘတ်တင်ဟိုမှဖြစ်မယ်လည်းမသုံးလို့ပြောလို့ရတယ် right time ပဲခဲထားရဆိုတဲ့ချက်မှာ Kaiser Win အကောင့်လေးမှာတော့တစ်ဖက်က Servio တွေနဲ့ Low Sen အချင်းတွေပုံမှန်နေပြောင်မရှိဖြစ်နေပြန်မသွေးနေနေနောက်ကနောက်ကျအလစီယိုပြချက်နေကြားထဲမှာပဲကယ်ရီတာပါအော်တိမိတ်အိမ်မှာဖြတ်ပြီးစပို့ပေးထားတဲ့တစ်ချက်မှာတော့ထရိုမာအနေနဲ့တကယ်လို့ထရိုမာရောများလာခဲ့ပြီခဲနေနေပဲသူ့ရဲ့နောက်ကထိမိတ်တွေလိုက်စေထားနေအခုလက်ရှိမှာတော့ ဒါ UK ရ44တော့ပြန်ပြီးတော့ဖြစ်သွားပြီသူတို့ရရင်ရသလိုတော့ဟိုဘက်က hero တကောင်တကောင်ကျွန်လာတဲ့တစ်ချက်မှာတော့အာအိုက်ကေးလေးကိုတော့ရအောင်တော့ဘုံဝင်တော့နှိုက်သွားတယ်ပေါ့နော်ဒီခုပဲစိတ်ပူတာကဒီဘက်မှာ mood session နေနဲ့လို့လေ item တစ်ခုပဲမိသေးတယ် network ကတော့ 4.2k ဆိုတော့တစ်ခါဆို Python နဲ့ရှင်းမှာဆိုလို့ရှိရင် तू အလစ်တက်လေးရောလိမ့်နေပေါ့နော်နည်းနည်းလေးပါပဲညာခံတော့ तू သွားပြီးရောလိမ့်နေဒါပေမဲ့ button မှာကျတော့လည်းနှစ်ခေါက်လောက်မှောက်ပြီးသွားပြီဆိုတော့နည်းလေးစိတ်ဖူစီကကောင်းနေအချိန်ကြီးရောရောက်နေပြီပေါ့နော်ဆိုတော့ Hiroki ကလည်းဒါ1 2 1ပဲရှိသေးတယ်ဆိုတော့အာ maybe သူကျွေးပဲသွားပြီးဟောပဲနောက်မှရလို့ရှိရင်ရှိရတယ်ခေါင်းတို့ခံမဲ့လဘူးလဘူးနဲ့ခေါင်းတို့ခံလောက်ပဲပုံမျိုးပဲသွားမလားမသိဘူးပေါ့နော်အဲ့တော့ real damage တွေကတော့ပိုင်ဆိုင်ထားတဲ့ ဖန်လိန်နာတွေနဲ့ပဲအနေကင်းထိတွားမလားဂျာရူတန် ultimate သိရဲ့ဗျ Okay နောက်ကနေကျဲထားနေတယ်ဟိုကားတွေကတော့နည်းလေးသွေးတော့ကိုင်းသွားပြီဆိုတော့နောက်ကိုပြန်ပြီးဖောပတ်ရတော့မယ်အဲ့ဒါပဲမင်းလိန်ကတခုတော့သိပ်ပူစရာကောင်းတယ်မင်းလိန်ညာတွေကအများနဲ့အများသွေးလေးရသွေးလေးရအရင်နုနေတယ်ပေါ့နော် Okay အဲ့တော့ဒါ TV နဲ့ တို့တွေတာဝါကတော့ yes ယူသင့်နေပြီပေါ့နော်ဒီထိမှာတာဝါယူသင့်နေပြီ tyrant တော့ lane ကိုတော့ပြန်ပြီးတော့ focus ထားပြီးတည်းရလောစင်မှာတို့ဒါ mic ကို sorry the failing ရဲ့ data တာဝါတော့လာပြီးတော့ကြည့်ထားတယ်ခဲထားတော့ right time လေးပဲဆိုမအများကြီးလုပ်လို့မရသေးဘူးမာလင်းရဲ့ရှေ့မှာနည်းနည်းလေးကြွနေနေပြီ carry တော့ပေးထားတယ် 3m လောက်ကိုပြေးဖမ်းလိုက်မယ်လေမူးဆိုင်ရှိဟိုးနောက်ထပ်တစ်ယောက်ထဲကိုလိုက်တော့နောက်ကနေ winner စီရင်ချလာပဲမယ်ပြန်ပြီး spot ထားတယ်မှာတော့နေ့ကလောက်ပြန်ပြီး trade ထားပြီးတဲ့ trauma နောက်လျှောက်ပြန်ပြီး forward နဲ့တွေ့တော်တော်လေးတော့ကိုင်းနေပြီဆိုရင်တော့မှတကယ်ကိုခေါင်းနဲ့ ကကျူဝဲရီနဲ့မာလင်တယောက် survive ဖြစ်နေသေးတယ်ဗျ။နောက်မှကျန်နေခဲ့တဲ့ spare တွေနဲ့တော့ဒီဘက်က OS ပြန်ပြီးတော့ခေါင်းတိုးမယ်ဆိုလို့ရှိရင် NGX အနေနဲ့နည်းနည်းလေးဒါ player event တွေ3 4လောက်သွားဖြစ်မယ်ဆိုရတဲ့ကြောင့်တို့တော့ပြန်ပြီး forward ထားတယ်။အရှိဝဲလေးနည်းနည်းလောက်ချက်ပေးပါလား။ရှင်။ zone လေးနည်းနည်း zone လေးနည်းနည်းလောက်ချက်ပေးပါလား။နိုင်တော့နည်းလေးစမ်းကြည့်အောင်မ။အော်။အော်၊ဇုံးချဲ့ပေးပါလား။ဆွဲပြီးတော့နောက်ဆုံးပဲ။မင်းအောင်တန်းနောက်ဆုံးမ။ တော့နောက်ဆုံးပဲဟယ်လိုကြားလာမယ်ခုနစဲလောက်နေခုနစဲလောက်ချက်ချက်လိုက်ပါလားနောက်ဆုံးခိုင်းတာလားဟောအင်ဂေအင်ဂေအင်ဂေနောက်နောက်နောက်ဆုံးခိုင်းတော့နောက်ဆုံးခိုင်းတာနောက်ဆုံးခိုင်းတာ sorry sorry ငင်ဝင်းကျေသွားငင်ကျေသွားအောင်လို့ပေါ့နော် guys အားလုံးပဲဟုတ်တယ် โอเคชုံလေးဟိုနောက်ချက်စစ်ပေးနေ Garuda အဲ့ဒီဘက်လေးကမသုံးဘဲပြောတော့မယ်အဲ့နားလေးကနေဝင်ပြီးတော့ဒါ surprise deck တော့ပေးလို့မရသေးဘူးအခုချိန်ထိအဲနာမည်လည်းမလို့နာဝန်ကြီးကျန်လာပြီဆိုတော့ချင်းတော့ယူရတာလွယ်မှာပါ10 minute time နဲ့ခုမှ share tire share overlock စားပြီးတော့ပေါ်လာခဲ့ပြီဆိုတော့မော်လီနေနဲ့သူ share ရို tire နားမှာတော့လာပြီးပြင်ပြီးတော့ယူထားပေးတယ်တကယ်တည်းကသူတို့ရဲ့အာဖက်ကဒါ number 8အနေနဲ့ကလည်း တော် share overload နားမှာရှိရဒီကတော့ share တွေဖြစ်သွားပြီဆိုတဲ့အချိန်မှာတော့ဒါ share overload ကတော့နည်းနည်းလေး lane control မိုင်းမှာရေးကြည့်ရတော့ပါလာပြီပေါ့နော် return ဟို literally ရောပြစ်ထားလိုက်တယ် နောက်မလာပြီးတော့ပဲဒါ Tyrant Vision လာကြည့်ထားတယ်ဘူးသူမတော့မှားရဲသေးဘူးလောဆယ်မင်းမာတော့လာလိန်ရင်ပြေးကြောင်းနေရတော့ဘူးအဲ့တော့ဘူးဘော်နေနဲ့လိန်လေးပဲဒီချိန်မှာတော့သူတို့လိန်လေးရင်နည်းနည်းလေးကြောင်းထားပြီးတော့မှဘယ်တဲ့ fight or jelly fight ပဲဆိုလို့ရှိရင်ကျတော့ဒါနဲ့တောင်းဝရိပါအဲ့ဒီမှာရောင်းရတယ်ခဲထားရဲဆိုတဲ့ချက်ပါတော့နားမမလင်းတော့ချက်ပေးနေ pressure ကြီးကြမှာနောက်ကနေ flash ဒီမှာသုံးပြီးတော့လိုက်ပြီးတော့ပြေးထားတယ်အဲ့တော့ jelly ပါလည်းမစသေးဘူး character ကတော့အမှစပြီးကြပါတော့နောက်ခဲထားရဲဆိုတဲ့ချက်မှာတော့မမိတော့မမိသေးဘူးဆိုပေမဲ့လည်း Kaiser အနေနဲ့သူတို့စပြီးတော့ဒါ share tyrant ကို share overload တော့ try နေခဲ့ပြီးပြန်လည်း lane bomb ဒါတော့လည်းကိုပြင်ပြီးထိန်းထားပြီဆိုတော့တစ်ချက်မှလည်းသူ7ရုံပြင်းထိန်းလာမှလားခိုင်တာအနေနဲ့ဒါ right line လေးပဲ spike ပေါက်ထားပြီးနောက်မှာတော့ဒါကျွန်လာခဲ့တဲ့ flow ball တော့ပြေးပြီးတော့ရိုက်နေခဲ့ပြီ3 1 7ရုံနောက်ကနေပြန်ပြီးတော့ဝင်လာပြီးမဲ့လေလုံးဝတော့လုံးဝတော့ဝင်တော့မလုံးသေးဘူးဘေးကလဘူးလဘူးဒါပြီးမှခူထားပြီးဆိုတော့တစ်ချက်မှလည်းအင်မျိုးပေါ်နေတဲ့ပြင်းနေရတော့မာလင်ပြဒီပဒေမှာကောင်းကျတော့ပြီးဆိုင်နေစရတဲ့ချက်မှာနောက်လျှောက်ဒီ physical damage ပဲတစ်ခုနှစ်ခုပဲသုံးပြီးရတာမှာသူတို့ဒီတိုင်းပဲ အော်ညတင်နောက်တစ်ခုကိုလဲတာပေးလိုက်ရတာတော့ NGH ပေါ့နော်နည်းနည်းလေးစိုးရတာဗတဲ့စရတဲ့ချက်မှာအခဲ Fraser Frog ရဲ့အခဲတော်သွားမိနေရဲ့ character လေးကနည်းနည်းလေးအာဘယ်လိုပြောရမလဲတခါက USB တော့ကို chance ပေးလိုက်တယ်လို့မျိုးပဲအဲ့ဒီချိန်မှာတော့ Enzo တရှောတော့မလို့လို့ပြောနေတယ်မယ် Alexi ကိုပြန်ပြစ်တယ်ဆိုပဲတစ်ချက်မှာတော့ဘေးနာချက်ကပြန်သေးဘာလဲကိုင်းတဲ့သွေးတစ်စန်းနဲ့ပြေးနေပြီဆိုရင်တော့ ဂရူဒါရဲ့ ultimate ကိုသွားပြီးကြောက်တွက်လို့ပါလေမရသေးဘူးပြမင်းလိမ့်မှာ first round တစ်ခုကိုတစ်ဖက်ကတော့ပေးလိုက်ရပြီဆိုတော့ jungle ဘိုင်းမှာပါစပြီးတော့သူတို့ jungle invade တွေကတော့စလာပြီပေါ့နော်နောက်မှဆိုလို့ရှိရင်လည်း crazy go လဲလာပြီးကျူနီဖက်ကဝုံပေါ်နဲ့ဒါ drag နဲ့လာပြီးကျူနီရဲ့သူတို့ ultimate fight မှာ shadow overload မရလာပြီမဲ့ shadow turn တော့လာပြီးကျူလို့ရတယ်ဗျဘယ်လိုဖြစ်ဒါ လိန်မှာတော့ dragon တွေပါလွတ်နိုင်တယ်ဆိုပေမဲ့လည်း shadow tyrant ရဲ့ effect နဲ့ဆိုလို့ရှိရင် birthday ကတော့မဆိုးလို့ပဲပြောမှာပါเนาะနောက်ပဲဒါလာရဲ့ savion တွေနဲ့ shadow tyrant လေးပဲယူနေတဲ့ garuda အောက်မှာဆိုလို့ရှိရင်တော့တစ်ဖက်လေးပဲ prince of frost အမှန်တော့ tower drop ပြီးချင်းနေပုံပေါ်ပါလေ can you already age okay မှာ main tower တစ်ချက်ကျိုးသွားလိုက်ပြီဆိုလို့ရှိရင်ဒါဘေးကနေချုံထွက်နေတဲ့ဒါ side lane နှလင်းက ဒါ first tower ကြီးကလည်းကျိုးဖို့များတယ်နောက်တစ်ခုက first tower ကျိုးပြီဆိုလို့ရှိရင် second tower ကျိုးဖို့ကလည်း chance တော်တော်လေးများတယ်တဲ့မှာပါတယ်ပေါ့နော် Okay Okay Garuda နေနဲ့မလိမ့်မနေပြီးတော့ပဲဒါမွေကောင်းလေးပါရတော့ဆက်လို့ပြီးသွားပြီဆိုတော့ဒီဘက်ကကောင်းတော့လာမလျံဘောတို့ခိုင်တာလိုကောင်းမျိုးတွေခိုင်တာလိုကောင်းမျိုးတွေပေါ့နော်ဒါအိမ်မဲ့ဘောရီယာဖောင်နေဝင်ပြီးတော့ဖွင့်ပြီးတော့အတင်းဝင်မရအောင်လို့တော့သူ့အနေနဲ့ဒါ second item လောက်ထည့်ရဆက်ပြီးတော့ထည့်ထားပုံပေါ်တယ် အိုင်တန်ကတော့၃ခုလောက်ကိုပြီးသွားပြီ။ Alessio နေကလည်းဒါ Shadow Reaper တွေနောက်ကနေပြီးတော့ WW ပါ ਈ ။အိုင်တန်ကလည်းတော်တော်လေးပေါ်များတော့များနေပြီ။8.9သူမိမတစ်ဖက်ပြန်ပြစ်တဲ့အချိန်မှာတစ်ဖက်က Chess ကိုရလိုက်တဲ့ key လေးကတော်တော်လေး top five ရတယ်လို့ပဲပြောရမယ်။304 and that blaze sign နဲ့ Gelly ထင်တာအထက်က Alessio တော်တော်လေးအများကြီးအခြေအနေတော့ကောင်းတယ်။၃ရက်တည်းဝင်မေးထားဆိုတော့ကျွန်တော် Olympic on the way တော့၃ရက်ပဲ။ဒါနဲ့ခိုင်ကျွေး Invisible Form ဝင်ပြီးရပဲဝင်ရတယ်ဆိုတော့31နောက်ကနေပြန်ဝင်လာတဲ့တစ်ချက်လေးမှာတော့ လုံးဝ turning point တစ်ခုအနေနဲ့သူ့ရဲ့ teammate ကို carry ရတယ်နောက်ကနေ back ကနေဝင်လာတဲ့ avocado ခဲရဆိုတဲ့ချက်မှာလွတ်သွားပြီမဲ့နောက်ကနေ winner is here ချထားတယ်လေးရောက်လုံးလိုက်ပြီးဦးမေးရဆိုတဲ့ချက်မှာခဲ သွားပြီ frozen ဖြစ်သွားပြီဆိုရင်တော့ငါက layer ပေါ်ဝင်ပြီးမကောင်းတော့ခံရမင်းလေဘာမှပြန်လုပ်လို့မရတော့ဆိုမှတော်တော်လေးကြွေးပဲလည်းမရတဲ့ tizer ပဲနောက်ဆို run လေးပါ on နေခဲ့တဲ့အချိန်ဒီ tower ရဲ့ဒီမှာဝင် fight ထားရဆိုတဲ့အချိန်မှာဘေးကနေပြန်ဝင်လာတာ layer ပေါ် alexi ရဆိုရဲ့အချိန်မှာတော့ character ultimate ကတော့ level ပြီးတော့ဖွင့်တော့ဖွင့်လိုက်ပြီး layer ပေါ် is မဲ့ tomb လုံးထိန်းထားပြီးရမသေးသေးဘူး marlin သွေးနေတယ် tower ဝင်ပြီးတော့တိုက်ထားရဆိုတဲ့အချိန်မှာ level level tower ပါဝိုင်းပြီးပြင်နေပြီဆိုရင်တော့ fight well ဆိုရှိနေရတဲ့ roll လေးအရှင်ပြီးသွားတယ်အဲ့တော့မှနောက်ကနေ local နှစ်ယောက်ကြာလာပြီးရတယ် right ိုင်းဖြစ်သွားတယ်ဖက်ကကြ NJC နဲ့ဆိုဘတ်ဘတ်ကြက်တွေပါပြီးတော့ကြာလာနေမှာလေအဲဘယ်လိုပြောရမလဲသူတို့ရဲ့ဒမ်းမေးကကာရူဒါနဲ့ Alexio စီကပဲများများလေးထွက်နေတယ်လို့ထင်တယ်ပေါ့နော်အဲတော့ team A ဆိုရဲ့အနေထားမှာတော့သူတို့ first tower first tower တွေနဲ့နောက်ဆုံးတော့ယူထားပြီဘူးမှမသိရတဲ့အချိန်မှာဆိုတော့ Kenny တို့ရဲ့ထားအောက်ကပန်းလေးမှာ tower အဲ့လိုတော့ second tower လောက်အထိကိုပြေးပြီးတော့ယူထားတာတော့တစ်ဖက်က ဒါလုံးဝ OSV ရပေါ့နော်အဲ့တော့တာဝါစုစုပေါင်း၄လုံးဖြစ်သွားပြီဖမဆိုလို့ရှိရင်တော့တာဝါတစ်လုံးမရသေးရေမိကတာဝါဒရိုင်းပဲကျိုးသေးရေ Tiny Boy တော်လေးများသွားပြီဆိုတဲ့အချက်မှာတို့တွေနောက်က network ကလည်းပြန်ပြီးတော့မှီကြပြီပေါ့နော်အဲ့ဒီကလည်းတော့ငိုနော် share overload စပြီး unit တွေဆိုတဲ့ဖြစ်မှာတော့ gallery တော့ automatic line ပါတာဖြစ်မှာ serving ရော လိုဝင်ခဲ့ရ identify မှာတော့ရလာပြီတခါအိုးမတက်ကြီးသွားပြီးရက်နေခဲ့တယ်နောက်ကနေဝင်နိုင်စီရနဲ့ rider နဲ့ခဲထားပြီးမလည်းမောလည်းဘေးဟန်ချက်ပြီးထိန်းထားမိတယ်တခါတည်းမရှိရဘဲတခုမှာတော့ဘာကနေ flow bomb gate တကောင်ပြန်ပြီးကောက်နေ server ရောလေးရောက်တယောက်ကြားထဲမှာတယောက်ထဲကျွန်းသွားလို့ဖြစ်တဲ့ position ရတော့နောက်ထပ် double key ပေးလိုက်ရတာ chest ကိုပေးလိုက်ရတာဗျာ ဒီမှာလည်းဒါ objective file တခုမှပေးလိုက်ရပေမဲ့ရှေ့ကနေမှလည်းနောက်လျှောက်ခဲထားပြီး right down လေးပဲ avocado နောက်ကနေပြန်ပြီး bucket dam character လဲပြီးတော့ပေးထားတယ်ခဲထားနေကောင်မဖြတ်နိုင်သေးဘူးဆိုတော့နောက်မှာတော့သူတို့တွေဒီ birthday ကိုဒီလောက်လေးနဲ့ပဲခဏတော့ပြန်ပြီး forward ထားလိုက်တယ်တစ်ဖက်ကထွက်လာတဲ့ share တို့အာ sorry share တို့ဒီ overlord ရဲ့ share တော့ bank card လေးကိုပဲပြန်ပြီးတော့ထိန်းထားပေးနေရင်လည်းအာအခုကဘယ်လိုပြောရမလဲ main game တော့မဟုတ်ဘူး25မိနစ်40ဆိုတော့ main game ကြော်လာလို့တော့စပြီးတော့ရောက်လာပြီနော် main game ကြော်လာပြီဆိုတော့တစ်ဖက်မှာတော့အာ finally night အနေနဲ့ကလည်း item တွေကကြီးရလောက်ကတော်လေးကြီးတော့ပြည့်နေပါပြီဆိုတော့ဘတ်ဒယ်လေးမှာ chest double key ရသွားလိုက်တယ်ပေါ့နော်အဲ့ဒီမှာ12 key နဲ့အာ10.8 key ဆိုပြီးတော့ဖြစ်သွားတယ်ဒီကတော့ဘတ်ဒယ်လေးတစ်ဖက်သားရတယ် key လေးများသွားလိုက်တာ ਨੇ ူကအမနဝလေးကလည်းပို့ပြီးတော့တာပါရယ်နဝတာပါတော့ item ကလေးတလေးတာပါဘာလေကင်းကတော့ဒါ fan လိန်နာရဲ့ forest bike time ပဲဆိုတော့လေကင်းကသူတို့အများကြီးအားကိုးရမှာပဲအဲ့ဒီမှာပဲဒါနောက်ထပ် share ကိုဘာလို့မရပါမလဲလဲ share time ပဲဘောတော့ဘက်ကနေခိုင်းစာဒါပြီးတော့ယူထားပြီးရဲ့ make ကနေပဲလိန်လောက်လျှောက်ရှင်းနေရင်းနဲ့ဘေးကနေဖြတ်ဝင်လာမှာတော့ flow ဘောအဖို့ကားတော့သွေးတော်တော်နည်းသွားတာဗျာအဲ့ဒါကြောင့်မလို့ဘာသူပြန်ပြီးတော့ fall back မှတော့ရမယ်အဲဝက်စီနဲ့အခုချိန်မှာသူတို့ခေါင်းလေးတိုးပြီးဖြည့်ရှင်းမဲ့အစား တွင်းနေနေရဲ့ဟာကိုပဲတွင်းနေနေရဲ့ပလီယာလေးပြန်ပြီးတော့ဒါ face ပြန်မယ်အဲ့ဒါကိုပဲဒါလိမ့်ပေါ်မှာရှင်းထားနေရင်လည်းအမ်လိမ့်ပေါ်မှာနေမဲ့ပြန်ကြောင်းထားနေတယ်ဘယ်လဲအတွက်လက်ခေါက်ပြန်ပြီးတော့အဲ့လိုမျိုးပဲခေါင်းတိုးရမှာလို့ထင်တယ်ဒါပေမဲ့ NGS ကတော့အဲ့ဒီအချိန်မှာသူတို့ အဓိကပြဿနာတက်နေရနောက်ကနေအဖိုကတော့ခဲရလေးရလေးတက်လေးပြဿနာတော့တက်နေရအရှင်းအနေနဲ့ဒရမာပုံမှန်ကြည့်ပေးနေရအဲ့လိုမျိုးဗေးရှင်တွေပါ live ပို့ပေးနေရနည်းနည်းကောင်းနေဆိုတဲ့ဖြစ်မှာတော့ Kaiser Invisible Warrior ဖုန်းဖွင့်ပြီးတော့နောက်ကနေတကယ် damage ပေးရမယ့် wo mode တော့အရင်ဝင်မေးခြင်းခဲ့တာဘေးကနေ Liam Moore 2 months ပဲတော့ဖြတ်ပြီးတော့ train ထားပေးတယ်အနည်းအောင်သမား character ultimate ပြန်ပြီးပေးထားရဆိုတဲ့အချက်မှာတော့ရှင်းရနေနေအောင်ထဲဝင်ရိုက်နေခဲ့တာ flow နောက်ကပြန်ပြီးပတ်ချိန်တော့မကြတော့ဘူးပြဝင်နိုင်စီရဆိုတဲ့ကြားထဲမှာတော့ဒါ factor Hyuki တကောင်ပေးလိုက်ရတယ်နောက်ကနေတကယ် damage ပေးရမယ်ဆိုတာတဲ့တယောက်ကိုတော့ဝင်ပြီးတော့ပြန် န်ရှိုက်ထားတယ်ဟျူကီကတော့တူဖို့3လေးနဲ့ literally တော့ဒါဟိုဘက်ကတော့အန်ဂျီအနေနဲ့ဟျူကီလေးကတော့ပို့ပြီးပေးထားတယ် Okay အဲ့တော့ oh chess ကဂျန်နေသေးရယ်ဆိုလဘူးလဘူးပြန်ဝင်မေးရတယ်လည်းလေးအန်နေရယ်များရယ်တော့ brother မင်းမလည်းဒါလုံးဝနေခဲ့တဲ့ဒါမီနီယံတွေရတယ်ပါတယ်ဆိုတော့ဒါထာဝါလည်းလာပြီး pressure ပေးလို့ရတယ်လို့မျိုးပါတစ်ဖက်မှာကလည်းဓမာလင်ဦးဆောင်ပြီးရောပဲသူတို့ရဲ့ဒါလုံးဝနေခဲ့တဲ့နောက်ဆုံးအပေါ်လင်းက second tower တလုံးလာပြီးရောယူပါဦးမယ်ဒီကနေ့ကတော့ ဒါချစ်ရတော့ကျွေးမှာကျွေးပဲများတယ်ဆိုပေမဲ့လဲပေါ့နော်အန်ရေးဆိုမှာကျွေးပဲများတယ်ဆိုပေမဲ့လဲဘယ်လိုဖြစ်မလဲဆိုရှင်ခိုင်စာလဲနည်းနည်းလေး damage ပါတယ် chest ပေးထားတဲ့ damage ကလည်းနည်းနည်းများတယ်အဘိုကာရိုရဲ့ဒါဘယ်လိုပြောမလဲ AOE spell တွေဆိုတော့ဟိုဘက်ကနေအဲ့လိုအဖွဲလိုက်ပြီးဝင်လုံးဝကြတာလဲဆောနာလိုမျိုး flow လိုမျိုးဝင်လာတော့မှန်ပေမဲ့ခဲလိုက်တဲ့တစ်ချက်ပါ pressure frost ရဲ့အာ level 2ခဲတာကအားလုံးလည်းသိရတဲ့အတိုင်းပဲ အာလည်းညံခဲတာလည်းမတူဘူးကွာ။သူကခဲပြီဆိုလို့ရှိရင်နည်းနည်းလေးခဲ time ကများတယ်။ဆိုတော့အမရနေမယ်။အမရနေမယ်ဘတ်တဲ့အဝင်မှာဂျွေဘခံမကောင်းနေတကယ်တကယ်ဓမေရှိရနေပြေးခုံးမကောင်းနေကြတော့ဝိနိုက်စီကခဲဝါနည်းနည်းဆိုတော့စိုးတယ်။နမလာပြီး share လို့ဘလို့လာပြီးလုပဲဆိုတဲ့ဖြစ်မှာတော့ဒီခါတော့ပြင်သူပိုင်းတော့ပိုင်းဆိုင်ထားခဲ့ပြီးဆိုပေမဲ့တယောက်ထဲဂျုံသွားခဲ့တယ်။ဘလို့ဘုန်းနေရတာတေးရဖြတ်ပြီးတော့ပေးလိုက်ရပြီ။ UK 45ဆိုတဲ့ โอเค but they are 45ဆိုတဲ့အနေထားတစ်ခုမှာတော့နောက်ကနေလိုက်ပြီးမေးချင်မယ်လေဒါ OSB အနေနဲ့ loss ရတော့တို့နေတော့မမေးသေးဘူးဖက်ကတာ NJ အနေနဲ့လွမ်းနေခဲ့ object တစ်ခုရပြီးရနောက်မှာတော့တို့တွေလည်း POG တစ်ကောင်လောက်ပေးလိုက်ရပြီဖြစ်တဲ့ကြောင့်မလို့တို့ but they ကတော့အများကြီးခေါင်းတိုးပြီးတော့မခံထားတော့ဘူးဗျာဒီမှာလည်းဘေးလိမ်မှာလည်း pressure နည်းနည်းပေးထားတယ်ပေါ့နော်အဲ့ကြောင့် pressure ပေးထားတဲ့ lane ကိုပဲပြန်ပြီးတော့ထည့်အောင်မယ်နောက်လာနေခဲ့တဲ့ data share vanguard ကိုလည်းတခါယူ sorry hide ထားပဲ ဒါကြိုက်တာနေပဲဒါလမ်းကိုပြန်ပြီးတော့ရှင်းထုတ်ထားအောင်မယ်ဆိုတော့ gain ကို second oh sorry minute 20ကြာရင်စတော့မယ်ဗျာတော့ minute 20လာတော့မယ်ဆိုတော့တိုင်းတာတစ်ခုမှာအခု16 18 second ဆိုတော့အာ temple dragon ကိုထွက်ဖို့အတွက်ကို25 second ပဲလို့ပြော။ဟိုမှာဆိုရှင် temple dragon ကိုထွက်ထုတ်မယ်ဆိုတဲ့အချိန်မှာ gain ရိုးရနောက်ဆုံးဒါ high ground tower တွေပဲကျန်တဲ့အချိန်မျိုးတို့ပါတော့ဖြစ်သွားမယ်ဆိုမှလည်း gain ထင်တာဆိုလို့ရှင် tower လေးတွေကတော့ကျန်နေပါသေးတယ်။ high ground tower ဆိုလို့ရှင် ဖက်က NGA ဆိုလို့ရှိရင်အမေကတာဝါတလုံးကြံမယ်။ဟန်ရောင်းတာဝိုင်ကြံလေးရယ်ဆိုတော့တို့ဒါဗတင်မှာအရင်ညိုးသွားမယ်ဆိုလို့ရှိရင်ကြတော့ fight ဒီဟောဗတင်မှာအတင်းလုံး fight သွားမယ်ဆိုလို့ရှိရင်ကြတော့ဒါဗတင်အဆုံးဖြတ်ဖြစ်သွားနိုင်မယ်။ game မဟုတ်သေးဘူး။ဆိုလို့ရှိရင်ကြတော့ဒါတို့တာဝါရိုင်ဖိုင်လက်ကျန်နေဆိုအများကြီးထိတ်ဘူးကြတော့မလိုပါဘူး။ Okay ကဲအဲ့တော့မိနစ်20တော့စပြီ guys အဲ့တော့ the thermos run ကို final show down ကနေရတဲ့ late game အချိန်ခါတော့ရောက်ရှိလုပ်လာခဲ့ပြီကျွန်တော်က OSB နဲ့စပြီးရိုက်ထားတာတော်တော်လေးကိုမြန်တယ်ပေါ့နော်သူရတဝအောက်ကိုစပြီးတော့ကြာလာခဲ့ပြီဘလို့ပေါ့တော့ခေါင်းလုံးပဲရင်ပြေးလာပြီးကြည့်ပေးပါတကယ်တကယ်တော့ severe နဲ့သူပြေးဝင်လာပြီး right time လေးပဲ mic ပေါ့ဖို့ပဲလိုတာ character ရဲ့ ultimate ကြီးထားရဲမှာဖက်ကလည်းဝင်တိုင်းထိရတယ်ပဲကျဲထားတယ် right time mic ကသူပေါက်ထားနိုင်တယ်ဆိုတော့ဖက်က OSB ခိုင်းစား နားမှာတရားထုတ်ကြုံနေခဲ့တယ်ဒါ flow ဘုံအထောက်မှာထပ်ပြီးပေးရရရင်လည်း hero king နှစ်ကောင်အကြရှုံးနေတူတူဘက်က ng ပြန်ပြီး wall ban နေရမေးမှာ tower pressure တွေဝင်ပြီးပေးနေတယ်ဘက်က ban ခဲ့နေတယ်နောက်မှာလဲဒါ mini ရဲ့တော့ပါသေးရဆိုမှတကယ်တကယ်သား i shadow time တကယ်တကယ် item must ဘယ်ကိုမရလို့ရှင်ဒါဘက်က osb ကတော်တော်ချင်းနေသိုးသွားနိုင်တယ်ဒါပေမဲ့လဲအခုလက်ရှိအချိန်နေရတော့ဒါ ။ Tambas ရဲ့ effect လည်းပါရပြီ။ Hiroki Hiro 9កောင်လုံးကျက်နေသေးတယ်။ Chess LCU ရဲ့ pitch တစ်ခုမှသူပြန်ပြီးပေးလိုက်ရပြီ။မမလို့နေခဲ့တဲ့ Milan High Ground တော့လုံသိမ့်ပိုင်နေမြေ Garuda နောက်ဆုံး Ultimate Device သုံးပြီးတော့ပဲသူတို့ရဲ့ High Ground ကိုတော့ Defense တော့လုံထားပေးပါသေးတယ်။ Labu Labu ရှင်းကနေပဲဒါပြန်ပြီးတော့ကြောက်ပေးနေရင်းနဲ့လို့ဆို Entry တော့ block ထားပါသေးတယ်။ပေးပြီးတော့ High Ground နဲ့ကိုပေးမဝင်သေးဘူး။နောက်က dragon တွေ the wave လောက်ကိုတော့သူတို့ loss ချိန်ထားနိုင်ပြီးတော့ပြောလို့ရတယ်။နောက်မှလည်းပြန်ပြီးတော့ teammate တွေလည်းထွက်လာပြီဆိုတော့ အာကနေပြောလို့ပါတနေ့တော့မဝိုက်သွားဘူးဖြစ်တဲ့ကြောင့်လောနေတော့ high ground tower လေးကြံနေဆိုချင်းလို့ချာနေအစင်တော်တော်လေးပြေးမှာပါတကယ်တကယ်တော့အာ high ground tower နည်းနည်းလေးပေါက်သွားပြီဆိုလို့ရှိရင်လည်းခေါက်လာမယ် shadow အာ sorry ဒီ temple dragon ဆိုလို့ရှိရင်လည်းလေးစိတ်ပူကြအကောင်းလေးပဲဗျာ โอเคအဲ့တော့ဒါဗတ်တယ်မစားရင်မလည်းဟီယိုကီပေးလိုက်ရလို့ရှိရင်တော်တော်လေးသိရစရာကောင်းမယ်လို့ပြောနေထရမ်ဟာအရှိရနေဝီရှင်နေပြေးကြည့်ပေးနေရင်းနေပဲနောက်ကိုပြန်ပြီးဟောပတ်ထားရလဲအသင်ပြေးသေးတယ်သူအနေနဲ့ဒါ OSB သူတို့တွေထင်းဖိုင်မစားခင်မှာသူအရင်ဆုံးဝီရှင်ပြေးကြည့်ထားပေးရဒီနေနဲ့နောက်ကအာဒါကျောင်းကြီးရဲ့ဒါအင်မျိုးလေးနဲ့လိုက်ပေးထားတာလေးကတော်တော်လေးကောင်းတယ်ပြောမယ်ပေါ့နော် โอเคအဲ့တော့ canvas ရဲ့ effect တွေကြံနေပါသေးတယ်မိကနဲ့ dragon တကောင်တော့ရှိပေမဲ့လည်းတကယ်တကယ်တော့ high ground နဲ့ ठी ကိုလမ်းလျှောက်တဲ့လမ်းလျှောက်ပြီးဒီတိုင်းပဲ high ground နဲ့ငါတို့ဝင်လာပြီဆိုပြီးရှောက်ဝင်သွားဖို့ကလည်းတွေ့နေတဲ့အနေထားမဟုတ်သေးတဲ့အခါကျတော့နောက်ဆုံးအပေါ်လိုင်းက dragon နဲ့ပဲစမ်းကြည့်မလား savior တကောင်တော့ရှိမယ် damage ကတော်တော်လေးများတယ်ဗျာနောက်ကနေဒီ wolf ပြီးရဲ့ damage ကအဲ့တော့ခေါင်းတော်တိုးလို့မရသေးဘူးဆိုရင်တော့တော့ carrier ultimate လေးပဲအချက်ဖွင့်လိုက်ရင်လည်းတို့ရေထုံးဝင်တိုင်းမဲ့ reblock ထားသေးတယ်တကယ်တကယ်တော့ဟိုဘက်ကနေ flow ကွန်းက ကျွေးပဲတော်တော်လေးများတယ်သူနေလဘူးလဘူးနဲ့နှစ်ယောက်လောက်တွဲပြီးတော့ဘယ်နေမှာအဲ့လိုအင်းဒီရှေးကြီးအဆောက်ကိုသူတို့ရှေးကနေကျွေးပဲခံမေးချင်တာနောက်ကနေအန်ဆိုအလက်စီကိုပြစ်ဖို့အတွက်ကိုအဲ့လို space ရှာပေးချင်ပါမယ်တကယ်တကယ်ဟိုဘက်ကပြန်မိလိုက်တဲ့ဒဏ်မိမှာ first of all ခဲရတယ်ဝင်းတိုင်းဟီယာ slow fat တွေမှာသွားပြီးတော့ flow ဘုံကအရင်ပြေးလိုက်ရတာများနေတယ်နော် okay so you're jay ha le pian ne chest ka daw chok pay high pressure chi cha le ma tharou ga ဒါဗတ်ဒေးမစားခင်မှာ OSP အနေနဲ့ဟိုဘက်ကကေးတခါရထားရင်လည်းမစိုးဘူးဆိုတဲ့ပုံစံမျိုးလေးတော့ကြွားထားတယ်။နားမှာလည်း Thomas Swain ကိုထပ်လာဖို့စက္ကန့်20တော့ကျန်သေးတယ်။လိန်တော့ထောက်ကြောင်းလာရဆိုတဲ့အချိန်မှာတော့ဒါ OSP နေတဲ့အာအခုလက်ရှိလိန် pressure ပိုင်းမှာတော့အများကြီးစိတ်ပူစရာမလိုဘူးလို့ပြောလို့ရပါမယ်။တကယ်တကယ်သူစိတ်ဟူးအပေါ်လိန်ကိုတော်တော်စိတ်ပူပါပါဗျာ။ကနေ့ဒီဗတ်ဒေးမှာလာမျောသွားခဲ့မယ်ဆိုလို့ရှိရင်အပေါ်လိန်ကနေ LC ကိုတော့ဖြောက်ဖောက်သွားနိုင်တယ်။ မာလင်တိရဲ့အဲ့တော့မာလင်ပြန်သွားပြီမာလင်ဘေးစ်မှာအလစီကိုတိုင်းနိုင်နိုင်မလားဆိုတော့တစ်ချက်ရဲ့ဒီဘက်မှာတော့ Tempest Dragon ကိုစာပြီးတော့ပေါ့လာပြီဆိုတော့ Tempest Fight ထပ်ပြီးတော့ကြည့်ရအောင်မသူတို့ဒီခေါက်တော့အရင်ကြိုပြီးတော့ Damage ကိုမရိုက်ထားအောင် အနားမှာ vision ကြည့်တယ် vision ကြည့်နေရင်လည်းပဲဒါအဆင်ပြေမလားဆိုတဲ့ပုံစံမျိုးလေးနဲ့ဖက်ကိုတော့အရင်အန်ဂျေးဆိုတော့ပိတ်ရိုက်ထားလိုက်ပြန်ပေးစမ်းပါဟုတ်လို့ရှိရင်တော့အန်ဆိုရဲ့မိကြတဲ့ကြားမှာနောက်ကနေလည်းဒါမင်းရဲ့တကောင်ပါလာပြီဆိုတော့အဲ့မင်းရဲ့ကိုပဲတကယ်ကိုသီးကံပြီးရှင်းတော့မင်းရဲ့တဝိပါလာပြီနော် guys နောက်မင်းရဲ့တဝိပါလာပြီနော်ဖြည်းဖြည်းပြန်ပြီးလာမတော့ရမယ်မင်းရဲ့ဝေးနေနောက်ကနေ LC ကိုတောင်းယူကြည့် base ကိုတိုင်ပြီးတေးရိုက်နေ oh my god တဲမတ်မရောက်ခင်ပဲပေးရတော့မကြီးရအဲ့မှာမိုးပဲရှာနေနေများသွားပြီကြားမှာ guys တွေသေးသွားတယ် ဖမလို့ရှိရင်တော့ဒါ okay ပြန်ပြီးတော့ကြာဝိုင်းစေးစံဂျူရီမသေးသေးဘူးဘေးရတစ်ချက်တော့ဝင်ရိုက်သွားတယ်ကျွဲနောက်မှာအဲ့မှာဂျန်ကလာနှစ်ယောက်ကလည်းဒေါင်းလာပြီဆိုတော့ဂျန်ကလာနှစ်ယောက်ဒေါင်းလာပြီဘေးစဲမှာအန်ဆိုကပါပေးလိုက်ရပြီဆိုတော့နောက်မှရှိနေခဲ့တဲ့ဒါလပုလပုလေးကိုပဲလိုက်ပြီးတော့မေးမြန်းနေရင်တကယ်တကယ်တော့ဘက်မှာလည်းဝေးကတော့ပေါက်တော့ပေါက်သွားပြီမီနီယန်တွေကဒါအဘေးစဲကိုလည်းစရောက်ပြီဆိုတော့အဲ့ဒီ pressure နဲ့သူတို့ထောက်လျှောက်ကြီးတက်သွားလို့လည်းရတဲ့အပြင်ကို อ่าโอเคမင်းမတော့နှစ်ယောက်တော့ပါလား chance လည်းပါတယ် chance နဲ့မှလည်းနှစ်ယောက်ပါတယ်ဆိုပြောလို့မရဘူး chance ကအများကြီးတော့ရှိတယ်မင်းမလည်းမင်းညာတော်ယောက်တော့တကောင်တော့ထပ်ပြီးတော့ပါလာတယ်ဆိုပေမဲ့အဖိုကားတော့လည်းနောက်ထပ်မင်းညာတဝက်ကိုထပ်ပြီးတော့ခေါ်လာသေးတယ်ခိန်းထားဖို့တော့ဘေးထဲမှာလူတော့၃ယောက်ပဲရှိရဲဆိုတဲ့အနေထားမှာလေတကယ်တကယ်တော့ဒါတစ်ချက်လေးမှားသွားတာနဲဆိုရင်နောက်မှာပြန်ပြီးပေးလိုက်တဲ့ LCO သူ ultimate တွေကြားထဲမှာဘေးနာ chance ကတော့ဒီလိုစရိတ်ကြီးတော့မခံနိုင်သေးပါဘူးအဲ့ pressure ထဲအောင်အဲ့တော့ loss တယ် ရဟိုက်ကောင်းလေးကနေပြန်ပြီးဖောက်ပတ်ထားတယ်လို့ပြောပါပေါ့ခိုင်တာလည်းပြန်ပြီးတော့လာပြီးဆိုတော့တကယ်မှလည်းနောက်မှ tempest ရှိရယ် tempest dragon လာပြီးရှိလို့ရတယ် lane pressure lane ပြန်ကြောင်းပြီးသွားပြီဆိုတော့ကယ်ရီ tempest dragon ကမမြန်ယူနိုင်မှာဆိုလို့ရှိရင် lane ကိုအများကြီး pressure စိတ်ပူစရာမလိုပဲနဲ့ အာဒီမှာရင် objective file ကိုခဏလောက်မျောလို့ရတယ်ဒါပေမဲ့ဒီ objective ကိုမြားပြီးမပေးရနေလာနေခဲ့တဲ့ NDA ဆိုတော့လည်းဖြတ်ပြီးမြေထားတဲ့ခိုင်းစားနဲ့နောက်ကအဲဆိုအရင်ဝင်ကြည့်ထားတာမှာ RAM ပဲ on နေခဲ့ပြီတကယ်ကိုကောင်းတယ်ဘေးရတော့ Garuda Ultimate ပြန်ပြီးကျဲထားတယ်ဆိုတော့အဲ့မှာပြန်ပြီးတော့ထွက်လိုက်ရတာက Jungler နဲ့ Farm Lane နာဗျအဲ့တော့ Lossen နှစ်ယောက်အဘိုကတော့ဘာထပ်ပြီးပေးလိုက်ရတယ် NDA အနေနဲ့တကယ်ကိုပဲဒါ Tempest Dragon ရဖို့အတွက် Second Chance တကယ်ကိုပဲအကောင်းဆုံးရခဲ့ဆိုတော့နောက်မှာတော့ဖက်ကနေ၃ယောက်တော့ကျန်နေသေးတယ် chess ကတော့ပြန်ပြီး revive တော့ဖြစ်လာခဲ့ပြီနားမှာတော့ဒါ smite မဖို့လူမရှိဘူးဆိုပေမဲ့ trauma တွေနဲ့အကောင်းဆုံးအပတေကိုထိန်းထားနေရင်းနဲ့ပဲဘလို့လဲ garuda နောက်ကနေ ultimate သုံးတယ်ဆိုတဲ့ချက်မှာဒီ call ကတော့ seven young ကိုသူတို့ damage level ကိုပေးလိုက်ရပြီနားမှာကျန်နေခဲ့တဲ့ trauma ရကလည်းပထမဆုံးချိန်နဲ့ key ကတော့ပေးလိုက်ရတော့မှလာပြောနေရင်းနဲ့နောက်မှပေါ်သွားခဲ့တဲ့ရာကန်နီမြင်တော့မြင်လိုက်တယ်ဒါပေမဲ့တယောက်တော့ထိန်းမယ်ဆိုတော့ထင်လိုက်တာပေါ့နော်ဆိုတော့ဟိုးနောက်မှာပဲဒါလိန်ကြိုးချောင်းထားခဲ့တဲ့တစ်ဖက်က osb မီနီယံဝေးဗ်ကပဲ NGH ရဲ့တရုတ်ကိုရှင်းွားနေရင်ဂနီယိုရဲ့ဒါဒီနေ့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ NGH vs OSV ရဲ့ Battle One ပွဲစဉ်လေးရပြီးဆုံးသွားကြိမ်ဖြစ်ပါတယ်။ကျော်တစ်ဖက်နဲ့တစ်ဖက်ဂေဟိုပဲကင်မာအလှပြောင်းနေကြတဲ့မှာမီနီယံတွေကအနိုင်ရရှိသွားကြတာဖြစ်ပါတယ်။ဆိုရစတာပါဒါ OSV ကပဲအနိုင်ရရှိသွားကြတာဖြစ်ပါတယ် guys ။အော်ရမ်းမိုက်တယ်နော်။ ရမဟုတ်စောင်းလာလမ်းကြည့်လိုက်သေးရဲ့ဒါမဲ့တဝိလာဝတက်သွားဆုံးတယောက်ထိမှာပါဆိုပြီးတော့ဒီဘက်ကိုကြည့်လိုက်တယ်ကိုတော်နံပါတ်က Temple 5ကိုကြိုပြီးစောင့်နေရင်လည်းနောက်မှနှစ်ဝိလာဝင်သွားကတော့ကောင်းနေတယ်ကဲတော့အဲ့ဒီဝေလေးလာမပါလို့ရှိလို့ရှင်ပြန်ပြီးတော့ခမ်းမက်ပြန်လုပ်နေရတယ်။ Oh my god. MVP ဘယ်သူလဲတည်တာ guys. MVP ရ။ MVP မြန်မာလင်းနော်။မာလင်းနော်တည်တာ3016နဲ့ ကျမတို့ရဲ့ support လေးရရှိကြခဲ့ရဖြစ်ပါတယ်။ support player လေးရရှိကြခဲ့ရဖြစ်ပါတယ်။ပြောမှာလို့ရှိရင်တော့ Alessio Gini ထင်တာအထက်ကတော်လေးကောင်းတယ်ပေါ့နော်။ပြောမှာဆိုရင် Alessio Gini ကိုတော့ရောက်ဆော့ရပွဲတယ်မှာ Alessio ပါပြီဆိုတော့ရှုံးနေပွဲတော်များတယ်။ဒါပေမဲ့အခုက Alessio တော်လေးကောင်းလာပါတယ်။တော့ရှောက်အရှေ့ပိုင်းမှာကျတော့တော့လောက်ရွေးရွေးဖြစ်နေတဲ့အခါမှာအန်โซနဲ့ဘုံဘုံနှစ်ယောက်တော့ကြီးရပဲဒါပေမဲ့အဓိကအများကြီး ထုတ်ပေးရဆိုတော့နည်းနည်းပေါ့နော်တကယ်တကယ်ပတ်တယ်ဆိုင်တဲ့အခါမျိုးမှာ AOE နဲ့ဖြတ်ထိလိုက်တဲ့အခါကျတော့အဲ့တစ်ခုလေးမှာတော့အားလေးပိုင်းလေးတော့နည်းနည်းတော့ဖေးသွားတဲ့ပုံပါပဲဟိုဘက်ကဂုံမိုယူထားတာတော့ကောင်းနေပြန်တကယ်တကယ်ထော်မာက clutch lane ဆိုပေမဲ့လည်း lane ပြင်းပြင်းပြီးရှင်းနေသူ့ရဲ့ clutch lane ကအစောပိုင်းကနှစ်ယောက်တစ်ယောက်ရှင်းပြီးမိခံရတာနောက်ပိုင်းမှာသူတို့ Marlin နဲ့ Trump မှာနှစ်ယောက်တွဲပြီးတော့မှဒါနောက်ကနေတအဖို့ကားလေးနဲ့ချိန်ပြီးတော့ 都下啲嘅江嚟嘅，好，而家講埋嚟，guys。